တောင်တန်းကြီးများဝိုင်းရံနေသောကျေးရွာလေးတစ်ရွာတွင် ရှေးစဉ်ဆက်ကပြောလာခဲ့သည့်ဒဏ္ဍာရီတစ်ပုဒ်ရှိသည်အပြာရောင်မီးအိမ်များလင်းသောညများတွင်တက်တော်အတွင်းမှမြေခွေးဖြူသည်လူသားတို့အားရွှေမျိုးစေ့ပေးအပ်တတ်သည်ထိုစေ့ကိုစိုက်ပျိုးသူသည်ကံကောင်းခြင်းစိတ်ကူးယဉ်ခြင်းဒါမှမဟုတ်ကျင်းစာတစ်ခုကိုရရှိနိုင်သည်ဟုဆိုသည် ကျေးရွာသားတို့သည်ထိုတစ်တော်ကိုရှောင်ကျင်ကြသည်သို့တော်လီလာဆိုသည့်ကလေးမလေးတယောက်မှမူစူးစမ်းလိုစိတ်ပြင်းပြသည် သူမသည်ညအမောင်ထုတွင်တော်ရဲသို့အဖို့မပါဘဲဝင်ရောက်ခဲ့သည်ခြေလန်းတိုင်းတွင်တက်ကိုင်းများသည်လေတို့ကို စကားပြောတဲ့ကဲ့သို့ရှူးရှူးနီးတံများထွက်လာသည်မိပလဲလုံးကဲ့သို့ဖြူခွေးတောက်နေသောပန်းများမြင်းမြင်းချင်းပြောက်ွယ်သွားသည်မိစိမ့်ရောင်အိတ်များကို သူမတွေ့ခဲ့ရသည် ခဏကြာတွင်တပင်ကြီးတပင်ဤအောက်တွင်ငွေရောင်ငွေနှင့်မျလုံးစိမ့်စိမ့်တို့ဖြင့်တောက်နေသောမြေခွေးဖြူတကောင်ကိုလီလာတွေ့လိုက်ရသည် ထိုမြေခွေးသည် လူသားစကားကိုပြောနိုင်သည်ရွှေသီးကိုလိုချင်သလားဒါမှမဟုတ်အိမ်မက်တွေကိုစိုက်ပျိုးနိုင်မဲ့မျောစေ့ကိုလိုချင်သလားဟုမေးလာသည် လီလာသည်စဉ်းစားမိ၏ရွှေသည်သည်သူမ၏မိသားစုကို ချမ်းသာစေမည်သို့သောမျောစေသည် သူမအားမည်သည့်အရာကို ပေးမည်နည်းမြေခွေးဖြူကပြုံးလိုက်ကမျောစေသည်မိ၏စိတ်ကူးထဲမှကဘာကိုစိုက်ပျိုးပေးလိမ့်မည်သို့သော စိတ်ကူးတိုင်းတွင် အနည်းငယ်လဲပါဝင်သည်ဟုပြောသည် နောက်ဆုံးတွင် လီလာသည်မျောစေကိုရွေးချယ်လိုက်၏မြေခွေးဖြူသည် သူမ၏လက်ထဲသို့ငွေရောင်တောက်နေသောစိတ်လေးတစ်စိတ်ကိုထည့်ပေးလိုက်ကတတော်တွင်သို့ပြောက်ွယ်သွားသည် လီလာသည်ကျေးရွာသို့ပြန်ရောက်သောအခါမျိုးစစ်လေးကို သူမိုက်ဥယျာဉ်ထဲတွင်စိုက်ပျိုးလိုက်ပြီးတညလုံးငိုရသုံးပြီးနောက်မနက်ခင်းတွင်ထူးဆန်းသောအပင်တပင်ပေါက်လာသည်ရင်းဤအရွက်များသည်ကြပြာစာသားများကဲ့သို့တရွှိရွှိလှုပ်ရှားနေပြီးပန်းပွင့်တိုင်းတွင် လီလာဤစိတ်ကူးများကို ရောင်ပြန်ဟတ်နေသည်သို့သောညအချိန်တွင် ထိုပင်ဤအမြင့်များသည်ကျေးရွာကိုခြောက်လန့်လာသည့်မကောင်းဆိုးဝါးများကို ကာကွယ်ပေးနေသည်ကို သူမသတိထားမိလာသည် နှစ်ပေါင်းများစွာကြာသောအခါကြေးရွာသားတို့သည်လီလာ၏မျိုးစေ့မှပေါက်လာသော အပင်ကိုစိတ်ကူးတက်တော်ဟု အမိပေးကြသည်မြေခွေးဖြူ၏ရွေးချယ်မှုသည်ကျေးဇူးတစ်ပါးဖြစ်ကြောင်းနားလည်လာကြသည်လီလာမာမူထိုညကိုအမြဲအမှတ်ရနေမည်အဘဲကြောင့်ဆိုသော မြေခွေးဖြူသည်တစ်ခါတုန်းက လူသားတဦးဖြစ်ခဲ့ဘူးပြီးသူ၏စိတ်ကူးများကိုဆွနုခဲ့ရသည့်အတွက်တတော်၏စောင့်ကြဲသူအဖြစ်ကျင်းစာခံခဲ့ရကြောင်းသူမတိလိုက်ရသောကြောင့်တည်း